ပြီးခဲ့တဲ့နှစ်လောက်တုန်းကအရင် trending ဖြစ်ခဲ့တဲ့ AI feature တွေကိုကျွန်တော်တို့သုံးကျင်တယ်ဆိုရင်ဈေးအရင်ကြီးတဲ့ flagship phone တစ်လုံး premium phone တစ်လုံးကိုဝယ်မရမှာဒါမှမဟုတ်အကြိုက်မခံခဲ့ဘူးဗျဘာလို့လဲဆိုတော့ခုနောက်ပိုင်းမှာ phone ထုတ်တဲ့ company ရဲ့အကုန်လုံးကဒီ AI feature တွေကို entry level mid range phone တွေလောက်ထိကိုထည့်ပြီးတော့တွင်းပေးလာကြပြီ ဆိုတော့ဒီနေ့ကျွန်တော်ပြောပြပေးမယ် Oppo A5 Pro ဆိုရင်လေ Reno 13လို့ဖုန်းမှာပါလာတဲ့ AI features တွေကိုဒီလိုကိုသိန်းဝင်ကျင်တဲ့ဖုန်းမှာသူတို့ထည့်ပေးထားတာပေါ့နော်ဆိုတော့ဒီနေ့ဗီဒီယိုကကျွန်တော်ဒီ Oppo A5 Pro မှာဘယ်လိုမျိုး AI features တွေပါလာလဲဒီ AI features တွေကိုကိုကဘယ်လိုအသုံးချရမလဲဆိုတာကိုပြောပြပေးသွားမှာပါ ဲ့တော့အရင်ဦးဆုံးဒီ Oppo A5 Pro မှာဘယ်လိုမျိုး AI feature တွေပါလာလဲဆိုတာနဲ့စလိုက်တာပေါ့အလုပ်အတွက်ဆိုရင်သူ့မှာနှစ်ခုခွဲပေးထားတယ်ပထမတစ်ခုကကျွန်တော်ရှီပီးသား document တွေကို AI ရဲ့အခုညီနဲ့အရေးကြီးတဲ့အချက်တွေကို summarize ပြန်လုပ်တဲ့ features တွေနောက်ပြီးတော့ရှီပီးသား document တွေကို AI ရဲ့အခုအညီနဲ့ translate လုပ်တဲ့ features တွေပေါ့နော်အဲ့အရာအပြင်မှာကျွန်တော်ဒီ screen ပေါ်မှာပေါ်နေတဲ့တခြားဘာသာစကားတွေကိုကျွန်တော်တို့ translate လုပ်လို့ရတဲ့ features ကလည်းပါလာအောင်မယ် နောက်ဒုတိယတစ်ခုကကျွန်တော်အသစ်စားလုံးမဲ့ note ထဲမှာ AI ရဲ့အကူအညီနဲ့ကျွန်တော် format ချတာတွေဒီ AI ရဲ့အကူအညီနဲ့ကိုရေးထားတဲ့စာတွေကိုပို့ပြီးတော့ကောင်းအောင် polish တင်တာမျိုးတွေနောက်ပြီးတော့ဒီ AI ရဲ့အကူအညီနဲ့ပဲကိုရေးလက်စာစာကိုဆက်ပြီးတော့ရေးခိုင်းလို့ရမယ် AI continue writing လိုမျိုး feature တွေပါလာမယ်အဲ့တော့အရင်ဆုံးဒီ document ထဲမှာပါတဲ့ AI feature တွေကိုကျွန်တော်ဘယ်လိုသုံးရမလဲဆိုတာကိုပြောပြပေးမယ်ပထမဆုံးတစ်ခုကဒီ AI summarize ပေါ့နော်သူ့ကိုသုံးမယ်ဆိုရင် document ထဲကိုဝင်လိုက်တာနဲ့ကျွန်တော် summarize document ဆိုတာလေးကိုတွေ့လိုက်မယ်အဲ့ဒါကိုနှိပ်ပြီးတော့ကိုလိုချင်တဲ့ document ကိုရေးပေးလိုက်အောင်ပဲ ိုအဲ့ document ထဲမှာပါလာတဲ့အချက်လက်တွေကို तू ကအချင်းချုပ်ပြီးတော့ကိုယ်ပြပေးမှာဆိုတော့ကိုကဒီ document တစ်ခုလုံးကိုထိုင်ဖက်နေစရာမလိုတော့ပဲနဲ့အရေးကြီးရတယ်ကိုထုတ်ပေးရတဲ့အတွက်အဲ तू ထုတ်ပေးလိုက်တဲ့ file ကိုဖတ်လိုက်အောင်ပဲဆိုတော့အချိန်ကုန်အများကြီးတက်တာတယ် နောက်တစ်ခုကတော့ AI translate ပေါ့နော်။သူကတော့ translate ဆိုတဲ့အတိုင်းပဲဘာသာပြန်ပေးတာ။သူ့အသုံးပုံအတွက်ဆိုရင်လည်းကျွန်တော်ခုနက document တွေကိုဝင်ဒီထဲမှာမှ translate document တွေကိုထပ်ဝင်ပြရတယ်။ကိုလိုချင်တဲ့ဘာသာစကားကိုရွေးပေးလိုက်အောင်ပဲ။ကိုပြောင်းချင်တဲ့ဘာသာစကားကိုရွေးပေးလိုက်တယ်နဲ့သူကတန်းပြီးတော့ပြောင်းပေးမှာ။ဆိုတော့အရင်တော့အဲ့လိုမျိုးကျွန်တော် document တွေကိုဝင် idea စာတွေကို copy ကူနောက်ပြီး Google Translate ကိုသွားအဲ့မှာဘာသာပြန်ဖတ်အဲ့လိုမျိုးမဟုတ်တော့ပဲနဲ့ဒီထဲမှာပဲတခါတည်း translate လုပ်လို့ရရဆိုတာကအချိန်ကုန်တိတိတသာတက်တာသွားတယ်။ ပြီးတော့ကျွန်တော်ခုနကပြောခဲ့လိုမျိုးပဲသူကဒီ document တစ်ခုတည်းကိုပဲဘာသာပြန်လို့ရအောင်မဟုတ်ကိုယ့်ရဲ့ဒီ subscribe ပေါ်မှာရှိနေတဲ့စာရဲအကုန်လုံးကိုဘာသာပြန်လို့ရအောင်ပေါ့နော်အဲ့ဒါကိုဘယ်လိုသုံးရမလဲဆိုတော့ကျွန်တော်ဒီ payback က smart site ဘာလေးကိုဆွဲလိုက်အဲ့ထဲမှာ subscribe translate ဆိုတာလေးကိုနှိပ်ပေးလိုက်အောင်ပဲဆိုတော့သူဒီ subscribe မှာရှိသမျှစာရဲအကုန်လုံးကိုသူကဘာသာပြန်ပေးသွားမှာ နောက်တစ်ခုက Note ထဲက AI feature တွေဖြစ်တဲ့ AI polish တို့ AI format တို့ AI continue writing တို့ဆိုရယ် feature တွေပေါ့နော်ဒီ feature တွေကိုဘယ်လိုသုံးရမလဲဆိုတော့ကျွန်တော် Note app ထဲကိုဝင်ပြီးတော့ကိုပြင်ချင်တဲ့ Note ထဲကိုထပ်ဝင်အဲ့ဒီအောက်ဆုံးမှာ AI icon လေးတွေကိုဝင်လိုက်တာနဲ့ကိုရဲ့စာကို format ပြန်ချခိုင်းမလားဒါမှမဟုတ်ပိုကောင်းအောင် polish တင်ပြီးတော့ရေးခိုင်းမလားဒါမှမဟုတ်ကိုရဲ့လက်စာကိုသူ့ကိုဆက်ပြီးတော့ရေးခိုင်းမလားပေါ့နော် continue writing လိုမျိုးအသုံးချမလားစိတ်ကြိုက်ရေးခိုင်းလို့ရမယ်အပြင်ကမှ Note ကိုကိုပို့ပြီးတော့တိုးတဲ့ပုံစံပြောင်းလို့ရတယ် format style လည်းပြောင်းလို့ရတယ်ဆိုတော့ဒီ AI feature တွေကလည်းတော်တော်လေးအသုံးတည်တယ် ဆိုတော့ကျွန်တော်ခုနပြောသွားခဲ့တာတွေကဒီ Oppo A5 Pro မှာအလုံးနဲ့ပတ်သက်တဲ့ဘလို AI feature တွေပါလာလဲဒီ AI feature တွေကိုဘလို့အသုံးချရမလဲဆိုတာကိုပြောပြပေးသွားပါဦးเนาะနောက်ကျွန်တော်ခုဆက်ပြီးတော့ပြောမှာဒီ Oppo A5 Pro မှာပါလာတဲ့ AI နဲ့ဓာတ်ပုံပြင်တဲ့ feature တွေအကြောင်းကိုပြောပြပေးမှာ ဆိုတော့ဒီ Oppo A5 Pro မှာဓာတ်ပုံပြင်တာနဲ့ပတ်သက်ပြီးတော့ AI Studio လိုမျိုးအရန်ကလီလိုကောင်းတဲ့ AI features အပြင်ဟိုမှာကိုရိုက်ထားတဲ့ပုံတွေကိုအဲစိတ်ကြိုက်ပြင်လို့ရမယ် AI Clarity Enhancer AI Iris 2.0 AI Ambla လိုမျို feature တွေအပြင်ဟိုမှာကျွန်တော် reflection တွေကိုဖျောက်လို့ရမယ် AI remove reflection လိုမျိုး feature တွေလည်းပါလာအောင်မယ် ဒီထဲမှာ AI Studio ဆိုရင် AI အကူအညီနဲ့ကိုယ့်ရဲ့ပုံစံတစ်ခုလုံးကိုပြောင်းပေးနိုင်မဲ့ features သူ့အသုံးမဲ့ဆိုရင်ဒီ Oppo A5 Pro မှာ AI Studio ဆိုတဲ့ app ကလေးတစ်ခုပါလာတယ်ဒီ app ကလေးတွေကိုဝင်လိုက်တာနဲ့ဒီအပေါ်ဆုံးမှာ AI Portrait နဲ့ပြော AI Reimage AI motion ဆိုပြီးတော့အဓိက category ၃ခုရှိရပေါ့နော်ဒီထဲမှာမှာကိုကြိုက်တဲ့ပုံကိုဝင်ပြင်ကိုရဲ့မျက်နှာပေါ်တဲ့ပုံလေးပုံထည့်ပေးလိုက်အောင်ပဲ AI သူ့ဘာသာသူပြင်ပေးသွားမှာပေါ့နော်ဒါလေးကတော်တော်လေး click လို့ကောင်းတယ်လို့တပ်ပါဒီ update ထဲလည်းပို့ပြီးတော့တက်တက်ရဲရဲထွက်လာတယ်နောက်ပြီးတော့ဆော့ရတာလည်းပြောဖို့ကောင်းတယ် တခြားကိုယ့်ရဲ့ပုံ manual ပြင်တာပဲဖြစ်ဖြစ်ဒါမှမဟုတ် download ဆွဲထားတဲ့ပုံကိုပြင်တာပဲဖြစ်ဖြစ်ပြင်လို့ရတဲ့ AI feature တွေကိုသုံးမယ်ဆိုရင်တော့ကျွန်တော် Gallery app ကိုဝင်ကိုပြင်ချင်တဲ့ပုံကိုရွေးပြီးရင် edit ကိုနှိပ်လိုက်တာနဲ့သူ့ရဲ့ဒီ AI feature တွေကိုစုပေးထားတဲ့ AI editor ဆိုတဲ့ category လေးတစ်ခုတွေ့လိမ့်မယ်ပေါ့နော်ဒီထဲမှာမှာ AI clarity enhancer ဆိုရင်ကိုရိုက်လိုက်တဲ့ပုံကဝါးနေတာပဲဖြစ်ဖြစ်ကို download ဆွဲထားတဲ့ပုံကဒီမကြည်မလင်ဖြစ်နေတာပဲဖြစ်ဖြစ် သူ့ကိုသုံးပြီးရင်ပို့ပြီးတော့ကြည်နေပြတောင်းသူကလုတ်ပေးသွားမှာပေါ့နော်ထွက်လာတဲ့ reset ကလည်းတိတိတတလေးကောင်းတယ်လို့ပြောလို့ရတယ်လို့အသုံးတဲ့ features တခုဆိုရင်လည်းမမှားဘူးနောက်တစ်ခုကတော့ဒီနှစ်ပိုင်းအတွင်းမှာကျွန်တော်ခဏခဏပြောပြတဲ့ AI eraser ပေါ့နော်သူကတော့ကိုရိုက်လိုက်တဲ့ပုံထဲမှာမလိုရာတွေပါလာရဲဆိုလို့ရှိရင်ဖျက်လို့ရမယ့် features ဒီလိုဖျက်တဲ့နေရာမှာလည်းကိုယ်စိတ်တိုင်း manually ရွေးဖျက်လို့ရတယ်လို့အဲလူတွေဘာတွေပါလာရဲဆိုရင်လည်းဒီကိုရိုက်လိုက်တဲ့ပုံမှာနောက်မှလူတွေရှုံနေရဆိုရင်လည်းဒီလူတွေကိုအလိုလျောက်ဖျက်ပေးမယ့် အဲ remove ပြီးပဲဆိုတာလည်းပါလာအောင်မယ်ပြီးတော့ဖြတ်ထုတ်လိုက်တဲ့နေရာမှာပြန်ဖြည့်ပေးလိုက်တာတွေကလည်းတော်တော်လေးတက်တက်ရရရှိတယ်ပြီးတော့မြန်လဲမြန်တယ်ဒီဓာတ်ပုံကနေမလိုတာတွေဖြတ်ထုတ်ပေးနိုင်တဲ့ AI erase လိုမျိုး feature တွေကအများကြီးရှိရဆိုပေမဲ့ကျွန်တော်သုံးပုတ်တည်းမှာတော့ဒီ Oppo erase 2.0ရောအကြိုက်ဆုံးပဲ နောက်တစ်ခုကတော့ AI Ambler ပေါ့နော်။ तू ကအလုံးလုံးပုံကတော့ AI Clarity Enhancer နဲ့နည်းနည်းဆင်တယ်။ဓာတ်ပုံထဲမှာဝါနေရတယ်ကိုပို့ပြီးတော့ကြီးနေပြတ်တောင်းအောင်လုပ်ပေးမှာပေါ့နော်။အထူးသဖြင့်ကျွန်တော်အိမ်မှာဟိုခလေးတွေစော့နေရအောင်ရိုက်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုမွေးထားတဲ့ကြောင်လေးခွေးလေးတွေစော့နေရအောင်ရိုက်ထားတဲ့အချိန်ပဲဖြစ်ဖြစ်သူတို့ကအမြဲလုံနေတာဆိုတော့သူတို့ရိုက်လိုက်တဲ့အခါမှာ blur ဖြစ်သွားတတ်တယ်ပေါ့နော်။အဲ့လို blur ဖြစ်တဲ့သွားရဲ့ပုံကို तू က AI Ambler ပြန်လုပ်ပေးမှာဆိုတော့ဒါလေးကလည်းဘာပဲပြောပြောကို့မှာခလေးတွေရှိရဲ့ကြောင်လေးခွေးလေးတွေမွေးထားရဆိုရင်လည်းတုံးလို့ရတဲ့ features တစ်ခုလို့ပြောလို့ရတယ်။ နောက်ဆုံးတစ်ခုကတော့ AI reflection remover ပေါ့နော်ဒါကတော့ရှင်းတယ်တခါလေကျွန်တော်ကားထဲကနေပြီးတော့အပြင်မှာရှုခင်းတွေလှလို့လှမ်းရိုက်လိုက်တဲ့အခါမျိုးမှာအဲဒီကြားထဲမှာမှန်ခံနေရတဲ့ခွဲပုံရ reflection အနေနဲ့ပြန်ပြီးတော့ပါလာတတ်တယ်ပေါ့နော်လူမျိုးကွဲလိုက်တဲ့ပုံမှာ reflection ပါနေတာကိုဖျက်ချင်တယ်ဆိုရင်ဒီ AI reflection remover ဆိုတဲ့ feature ဆိုတော့တုံးလို့ရတယ်သူက one click နဲ့လိုက်တာနဲ့ဒီ reflection ကိုသူကဖျက်ထုတ်ပေးသွားမှာ ဆိုတော့ကျွန်တော်ခုပြောသွားပေးခဲ့တာတွေကကိုသိန်းဝင်းကျင်တဲ့ Oppo A5 Pro မှာဘယ်လိုမျိုး AI feature တွေပါလာလဲဒီ AI feature တွေကိုဘယ်လိုအသုံးချရမလဲဆိုတော့ပြောသွားပေးခဲ့တာပေါ့နော်ကျွန်တော် intro မှာပြောခဲ့လိုမျိုးပဲလူတွေအတွက်အရင်အသုံးတည်တဲ့ AI feature တွေကိုဈေးရန်ကြီးရဲ့ flagship phone တစ်လုံးဝယ်စရာမလိုပဲနဲ့လူမျိုး entry level mid range phone ထိထည့်ပေးလာတာကတကယ်မိုက်တယ်ကျေးဇူးလည်းတင်တယ်နောက်လည်းလူမျိုး AI feature တွေကို affordable ဖြစ်တဲ့ phone တွေမှာဆက်ပြီးတော့ထည့်ပေးဖို့လည်း Oppo တိုက်တွန်းလိုက်ပါတယ်လို့ပဲပြောရင်အဆုံးတိကြည့်ပေးအတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျာ